နာပေးမယ်ထင်တော့တရှိတမျိုးတွေ့တာနေမြစ်ဖြစ်ပြတော့တာနော်အဖြစ်ဂရင်းချနောင်လေးတွေတောင်းနေရှိတယ်မလားအေးတဲ့ဆန်ဆောင်ရတမှုရှိတယ်အနည်းငယ်တမှုရှိတယ်နော်လွေကြရင်ဇူသေးလားဘလို့သူများပေးလိုက်ပါလားအေးဦးနောက်လွေဆုံးတော့မို့ပေါ့နော်တွေ့ထားတာနော်ဆက်ပါတယ်နော်အဲ့တော့အဲ့လေးတစ်ချောင်းစားတယ်ပြောတော့ငါလွေရင်တော့မို့ဆိုတွေ့ထားတာလေတော်တော်နည်းနည်းရှင်းရှင်းလေးရဲ့ ဒီလိုနိုင်လေးတွေကြည့်မယ်နော်စက်ရုံမှာတိဆောက်လို့ရှိရင်ဒီနိုင်ကိုစက်ရုံနိုင်ကမပြောကြဘူးလားပြောတယ်ကဲဆိုင်မော်တင်တော့ဆိုင်ကနိုင်ပြဿနာပြီးဝင်တော့ငါနိုင်ဖြစ်သွားပြီမလားသက်စကားပြောလားကဲအဲ့ဒါကိုပြင်သွင်းမယ်တက်မှတ်ထားပုံပေါ်ထားပြီမလားအဲ့ဒီနိုင်လေးကကိုမပြေးပဲနဲ့ရောက်လာယူသွားတယ်ဆိုရင်လည်းကောင်းပါမလားမတင်းကျင်ခဲ့တယ်နော်နိုင်နဲ့ကိုနဲ့ခြားတယ်မှာကျိုးရှိလားပြုနော် နိုင်တဲ့ကြာကိုရင်ဘလို့ရင်နေမပူရတာတော့အဝေးဟာဘာမှတွေ့ထားတာနော်မမြင်ရတဲ့ကြိုးခေါ်တာပေါ့အမြင်မှားနဲ့တွေ့ထားတာဟုတ်ပါလားအဲ့ဒီတိုင်းမှာပဲအခုကိုနေတဲ့အိမ်ရှိရမလားကဲခုနေကျဘုံမှုရှိပြောတယ်မထင်နဲ့နော်ဒီတရားဟောတယ်ခက်ခက်ပြပြမန္တလေးရဆရာကြီးတရားဟောကောင်းလို့တစ်သိမ့်မတော်တာရှိတယ်ပြပြအောင်မလို့ ်သူလမ်းကြောက်သွားတယ်မန္တလေးလည်းကျတော့တပိတ်နဲ့ဥမျိုးစံတပိတ်နဲ့ရှိတယ်။ကျောင်းနဲ့မလမ်းမကန်းပကြီးရွာကောင်းတာအသားဖြူကြီးလှတဲ့လှတော့ဒီမှာအိတ်ခုံကြီးတက်ခွာလာပြီပေါ့ကအမှန်ပြောလို့အားကြီးလို့သူနဲ့မတည့်ဘူးကအဲ့လိုဖြစ်တိုက်လင်းငယ်ရကျတော့ရှင်ဗျာတရားဟောပါဗျာကျုပ်ကတရားဟောရင်တဲ့ခက်တဲ့တဲ့ဟောတတ်တာရပါတယ်ဗျာဟောပါဗျာတဲ့ဒါတရားပြည်နေတယ်တဲ့သူကအင်းပါဗျာတဲ့ဒီပြိဿတော်မှာတည်နေတာဗျာတဲ့ဒီခင်ဗျာတဲ့ပြောမှရမှာတဲ့ မဲ့တမိရှိလာတဲ့ရှိတယ်ခင်ဗျာဘယ်အပြူခင်ဗျာကဲတမိဒီနောက်လည်းဘလုံးနေမနေနဲ့မိလိုက်တာကျွန်တော်ဟာတဲ့ရင်းနဲ့မကောင်းတော့ဘူးလားခင်ဗျာဆိုင်ရတဲ့ဝင်ပြီးတော့ရောဆိုတော့ဟာဒီနောက်နေတပည့်မတိုက်တော့တထည့်ပြောတာဟုတ်ဘူးအနမ်းမလဲတော့ပေါ့နော်မတွေ့တာသိနေတာနော်တဏ္ဍအဆက်ကိုပြောနေတာကတဲ့တဲ့ကြုံလာယူမခံနိုင်ဘူးအမှန်တကယ်ကျိုးမှသမထတာတော့ပေါ့လား အိမ်နဲ့ကဲကိုကိုနဲ့ကျိုးတယ်ထားလားအိမ်မှာတစ်ခုဖြစ်တယ်ဆိုရင်ဒီမှာဘယ်လိုလဲနော်ဒီကနေမလားဘာလို့ဖြစ်ရလဲစဉ်းစားတွေ့ထားလို့ပေါ့နော်အမြင်မှားပေါ့တော့ပေါ့လားရမယ်နော်ဒါမျိုးအဲ့တော့အားလုံးကိုတွေ့ထားတာအမှန်မှတ်ကြကို့ကိုချမ်းသာပေးမယ်မထင်ရင်တော့မတွေ့ဘူးနော်ချမ်းသာပေးမယ်ထင်တာတွေ့တာနော်ဒီစဉ်းစားစဉ်းစားတင်းဆရာအမှဖြစ်ဒီဆောင်ကဘာရောက်လဲအနည်းရောအဲ့ဒါခိုက်တယ်မထမ်းနဲ့ဆိုရင်မထမ်းဘူးအမှန်ပေါ့လား ။ဒါဖရာတော့မထားဘူးဗျာ။ဘုလိုကြောင်းရှိသူခဏနာဖရာရောက်လာတယ်ဆရာလေးဖြစ်။ဒါဖရာကခိုက်တယ်ဆိုလို့ဖရာကိုပို့လာဖရာတော့မအိမ်မထားဘူး။ကျွန်းသားဖရာတဲ့တောကတဲ့ဆိုပြီးဖရာကြီးမထားအကြောင်းပို့ထားတာကလား။အကြောင်းပို့ပြီးတော့ဘာဖြစ်ဖြစ်ပေါ့သူတို့။အဲ့လိုတော့ဖရာတော့မညာဘူး။အဲ့ဒါဘုရားဘာသာစစ်စစ်မုန်းတဲ့ပုဂ္ဂိုလ်ကြီးဟာဖရာတော့မှပဲခိုက်တယ်ဆိုရင်မထားဘူး။ဖရာခိုက်ပါမလား။ဖရာခိုက်ပါမလဲနော်။အဲ့လိုဆိုတာအဲ့တော့ချမ်းသာပြိမဲ့ထင်တွေ့တယ်ပြိမဲ့မထင်မတွေ့ဘူးပေါ့တော့ပေါ့လား ဒါပဲနော်ဒါမှမဟုတ်အရင်နေမင်းကဖြစ်တယ်ဖြစ်တယ်ဆိုတာတဲ့တကယ်တော့ချမ်းသာပေတုံးလေးဖြစ်တာတဲ့ပြန်ဖြစ်အောင်ပြောတာမဟုတ်ဘူးနော်စဉ်းစားတကယ်လို့စဉ်းစားညာမှာတော့ဘုံညာပြောတယ်ဥညင်မောင်တို့ဒေါ်စောလာဆိုရှိတယ်သူတို့တည်သွားကြပါလေအဲ့ဒါမေးတယ်ဓမိတော်စောလာဘုရားတဲ့ဥညင်မောင်ကြီးညာလို့အေခန္ဓာပြန်လာရင်ပတ်စံလေးပြေးတယ်အဆောင်ဆောင်လေးရတယ်လို့ကွဲမှန်လားဆိုကွဲပါဦးဘုရားတဲ့ ကဲတရားတော်ပြီးဖယ်ရကြည့်တော့အိမ်ကပြန်လာနေတယ်ရတဲ့ပုစံပြေးတယ်လို့ကွဲမှန်လို့ကွဲသေးပါဘူးခင်ဗျာတဲ့။အဲ့ကြောင့်ပြန်အငယ်ထားပြီလို့ပြန်လည်းမလာတော့ဟင်းကွဲပြီပါခင်ဗျာ။တတ်မလို့ရိုးသွားတာပေါ့နော်။သူ့တိုင်ချမ်းသာမှမရတော့ကွဲပြီပေါ့တော့ပေါ့လား။ဖြစ်နေတယ်နော်။အမြင်တကယ်ဖြစ်တာဟုတ်ရလား။သူပြောတာမှပါဘူး။တနတ်နော်။ရောက်တော့မှချမ်းသာပြီလို့ဖြစ်တာလေ။ဒါပေါ့လေနော်။ ဟုတ်ပစ္စံမပေးတော့အစားရောမပေးတော့ခဲ့အငယ်လေးထားပြီးရင်ဘယ်ပေါင်းတော့မှာလဲနော်ဟုတ်ပါလားကျန်တာပေးလို့ဖြစ်တာမလားတကယ်ဖြစ်တာမဟုတ်ဘူးလေဥပ္ပန္နံသဘောပဲပေါ့လက်တယ်မလားရနိုင်ပြတာမဟုတ်ဘူးနော်ဒီတိုင်းအမှန်ပဲကျန်တာနော်အဲ့တော့ကြပါပြီနော်အဲ့တော့ဒီနေရာမှာဘုန်းတော်မှတ်ပါဦးဒီတာရကတခုရှိပါတယ်ဘုန်းတော်ငယ်ကအတုံးလေးဖတ်ဖူးတာနော်ရဟန်းဖြစ်တော့အဲ့တုံးလေးပြန်ပေါ်လာတယ်ရာတရားမှာတဲ့ဒီလိုများကြီးတော်တော့ မှန်ချစ်ကြတာပေါ့နော်ဒီသမီးရဲ့လူရဲ့ကြီးရဲ့ပေါ့တယောက်တော့အပြန်လဲချမ်းသာပြီးနေတာဟုတ်အသက်45 46ဆိုတော့မိန်းမကပြေးဆုံးနေတာပြေးဆုံးခိုင်နေခေါ်တော့မိရပြေးဆုံးဖြစ်တော့ချိသွားတာရှိကြမှာချိသွားတယ်မထနိုင်ဘူးအဲအင်းကြီးကလည်းယောက်ျားလုပ်ပြရတယ်ဒုံကြီးလည်းချုံပြရတယ်စီလေးတက်ရတယ်စီဝိုးလေးရှာရတယ်ဒီမဲ့လေးကိုချဲ့တယ်ဆိုတော့သူ့မှာချမ်းသာရပါမလားအိမ်ပြန်လာလေးမှာသူနိုင်ပြန်ရတယ်စိတ်မချမ်းသာ ်ခမိတ်ချက်ကိုလည်းသူရှာရစေဝလည်းရှာရချမ်းသာရလားမရဘူးနော်အဲသူစိတ်ချင်းလည်းဘယ်ကျင်းနဲ့မနော်မတွေ့တာတော့ပေါ့သင်္မန်းလာပြီကိုအဲဒီနေ့ကျတော့သူမှတေးပြီးမျောသွားတာမတည်သေးဘူးအခောင်းထဲထဲတော့၃ရက်လောက်ကြာတော့မှ၅ရက်လောက်ထိခံတယ်ဟုတ်မျောတာအဲ့နဲ့မသားချကြတော့ဘာလဲရောငူတော့ပေါ့လေအမှကျင်းနေတာကျင်းနေတာမှအဲ့ကြအလောင်းတော့မှအလောင်းကစားထုံးနေရှိတယ် အဲတရားဝင်လိုက်တော့ပြစ်ပင်အကောင်ကြီးကလမ်းမှထွက်နေတာအဲ့ဒါခေါင်းကသွားဆောင်လိုက်တာဟိုကလမ်းပြီးကနိုးလာလေးရလာဆိုလို့ဆိုချကြည့်တော့တကယ်ရှင်နေတော့ထိုင်တော့ရှင်မန်းတည်တော့ပြန်တယ်သွားကြရတာဟုတ်တယ်လို့အဲတလားတော့ကျတော့ပြင်းရင်တကယ်ဒီသွားပြီကျတော့နော်ဒီတော့သူငိုလိုက်သေးတယ်နောက်က လောင်းကအလောင်းကဒီလိုချတဲ့အခါအရင်လိုပဲအလောင်းကစားတာပေါ့အဲပြစ်ပင်နဲ့ရုံလိုက်ကြမှာဟဲ့မထိစင်နဲ့တော့မထိစင်နဲ့တော့ဟုတ်ထိမှဆိုမထိစင်နဲ့တော့ တကယ်တော့မဖြစ်တော့အဲ့ဒါလူရသဘောကမှတ်တယ်နော်သူချမ်းသာပြီလို့ပြောတာဟုတ်ပါလားပြန်ရှင်းမှတော့ကြောက်တယ်အဲ့တိုင်းပါပဲနော်မှတ်တယ်နော်ကိုယ့်ကိုပြန်စစ်ဖို့တော့ပေါ်ရလားတခါကိုယ့်ရဟန်းမှတ်ကြောင်ရှိတယ်ဒီပဲပလာစစ်တဲ့ထင်မှာဟိုလမ်းကလေးရတာ200 300ရအဖေကနေမကောင်းဘူးဆိုရင်300 300တော့ချီးပြီးတော့သွားလိုက်ရရင်နေကောင်းသွားရင်ပေါ့၃00လောက်ဆိုတော့သူမှအပြည့်အစုံများတင်သွားပြီ၆00လောက်တင်သွားပြီ လက်ကလေးရအောင်ရဆိုသူတော့စိတ်ကြီးပုံပေါ်တယ်ဖတ်ကြည့်နေတာနှလုံးတစ်ခေါက်ကျတော့အဖေကတေးသွားတာဒါတော့ပြေးလာခဲ့ပြီပေါ့အဲ့ဒါဘုံသားရောက်ပြီးကျောင်းထဲမှာလာထိုင်တော့ဘုံကြည့်ပြီးတော့ဒါလေးတရားနာထားတော့ဘုံကမှန်ကြီးတယ်မှန်မှန်ပြောတော့တယ်တမန်ဖရာတဲ့အဖေတေးသွားတာရင်ထဲမှာလို့ပေါ်သွားတာလေးတာကမှန်မှန်ပြောဆိုဟဲ့တဲ့ပြောခဲ့တယ်အမေမြင်ပေါ်သွားတော့ဖရာအမေမြင်ပေါ်သွားတော့ဖရာတဲ့သူချမ်းသာမှာမပြေတာတဲ့ချင်းမှန်တယ် ဟုတ်ပါလားလူသဘောနော်အဲ့ဒါပုထုဇဉ်တဘာဝလို့ခေါ်တယ်ပုထုဇဉ်ကဘာလဲဒီတိုင်းပဲနော်ချမ်းသာပြီလို့ဖြစ်တာဟုတ်တော့ပါလားနည်းနည်းပဲနော်အမြင်ကောင်းပြီ